။လောကမှာလည်းပဲဒီမိတ်ဆွေတွေရှိတယ်။အဲ့ဒီမိတ်ဆွေဆိုတဲ့အထက်မှာပထမမိတ်ဆွေမဟုတ်ဘဲနဲ့မိတ်ဆွေရောင်ထင်းနေရတဲ့ပုဂ္ဂိုလ်မျိုးက၄မျိုးရှိတယ်။၄ယောက်ရှိ။အဲ့ဒါမြတ်စွာဘုရားက သင်္ဃာလောဝရတုတ်တံမှာသင်္ဃာလသရုသားကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောထားတာလေးရှိတယ်။မေတ္တပတိရူပက ရွှေအစ်စ်မဟုတ်ဘူးသို့သော်ကြည်လိုက်ရင်ရွှေဓုဆိုလို့သုံးနာပတိရူပကရွှေဓုနော်ကြည်လိုက်ရင်တော့ရွှေပဲမြင်လိုက်ရတဲ့အခါဝါဝါလေးရွှေတိုင်းပဲသို့သော်အစ်စ်မဟုတ်ဘူး အတုဆိုရင်သရံတူတယ်ပေါ့လုံးဝကွဲပြားနေရင်တော့အတုလို့မခေါ်ပါဘူးအတုဆိုတာအစ်စ်နဲ့တော့တူရမယ်ပေါ့အေးလောကမှာရွှေအစ်စ်ကိုတုထားတဲ့ရွှေဓုရှိသလိုမိတ်ဆွေအစ်စ်ကိုတုနေတဲ့မိတ်ဆွေဓုရှိသေးတယ်ဒါတတိထတတိထဆိုတာကိုယ်တိုင်ကလည်းမိတ်ဆွေဓုမဖြစ်စေနဲ့ ကိုပေါင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေအတုမဖြစ်เสียရဘူးအဲ့တော့မိတ်ဆွေအတုဆိုတာဘာလဲတဲ့မြတ်စွာဘုရားမိတ်ဆွေအတု၄ရောက်ကိုဟောထားတယ်မြတ်စွာဘုရားကတုံးထားတာမိတ်ဆွေအတုလို့ဆိုကြတဲ့ကမိတ်ဆွေမဟုတ်ဘူးတဲ့နော်အတုဆိုတာအစစ်မဟုတ်ဘူးပေါ့နော်အေးမိတ်ဆွေအတုဟာနံပါတ်၁ကပါဠိလို့ အညတ္တုဟရအညတ္တုဟရဆိုတာမိတ်ဆွေတူပဲဘာလဲအညတ္တုဟရဆိုတာကိုယ့်ဘက်ကတစ်ဖက်ကကိုယ်ပေါင်းသိတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ယူတတ်တယ်နော်ဟွာလေးတောင်းမယ်ဒါလေးတောင်းမယ်ဟွာလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းကြောက်အောင်ယူတတ်တယ် အဲ့ဒါကိုအညတ္တထုဟရသူကယူပဲယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတာခင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တပြေလောက်ယူသွားတာဒါမဟုတ်ပါဘူးကိုယ့်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးတယ် ဲ့ဒါလို့ပေးမှလည်းပဲညံ့ညံ့ရမှာဟုတ်အဲ့တော့အညံ့တတုဟာလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့ညံ့ညံ့ရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုတိတ်ကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့ပေါင်းတဏှာလာအောင်ပေါင်းတတ်တယ်အညံ့တတုဟာမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော် အကိုကြီးအာကိုပါတဲ့အမကြီးအာကိုပါတဲ့နဲ့ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတ်တတူရတာမိတ်ဆွေသူအကျိုးသူမျော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်းလောက်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတ်တတူဟာမိတ်ဆွေလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေ အတုပါတဲ့မပေါင်းနေနဲ့ဝေဝေကရှာကိုကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာ နောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုဝစီပရမလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဝစီပရမဆိုတာလောကုလုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုလုတ်တာဘာနဲ့လောကုလုတ်တုံးဆိုရင်အတိတ်နဲ့လောကုလုတ်တယ်အနာဂတ်နဲ့လောကုလုတ်တယ်ဆိုပါစို့ အိမ်တိမ်သွားနေတယ်ဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားဟင်းချက်ထားတယ်အခုတော့မင်းချင်ရင်မရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားဟင်းနောက်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟောမနေ့ကဟာနဲ့အခန့်တွက်လိုက်တာပဲအဲ့ဒါတခါတလေရန်ဟိုနှစ်ကဟနဲ့အက်ခံလိုက်။၅မိနစ်တုန်းကဈေးကွာဖြစ်တုန်းကမင်းမလာဘူးကွာ မင်းကိုငါမျောလိုက်တာမင်းမလားခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဩမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတယ်ဩဒီကောင်ငါ့ဘောစေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာကနဲ့အခန့်နဲ့ဆိုတာပါအေးနောက်နှစ်ခါကျတော့မင်းလာခဲ့ဒီဒီချိန်လာခဲ့ မင်းလိုချင်တာတွေကအကုန်ရစေပဲနောက်နှစ်ခါသွားရင်တော့ရချင်မှရမှာဒါပဲလို့နောက်နှစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန္နာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန္နဲ့ပုံကုမျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးအဲ့ဒီပုံကုမျိုးလည်းတတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုတ်တဲ့ဟာလည်းရှိတယ် မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှင်တငယ်ချင်းလာကွာမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတထယ်တည်းရှိလို့ကွာအလုံးမဆိုင်မင်းငါပေးပါလေပြီးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတထယ်တည်းရှိလို့အလုံးမဆိုင်မင်းငါပေးပါငွေသွားချိလို့ရှင်လေဟာငါမှဒီနှစ်ကြက်နေသေးလို့ကွာအလုံးမဆိုင်ငါမင်းပေးပါလေ ငါတည်းမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းကမပေးနိုင်သေးဘူးကွာဘုရားကြီးဝစီပါရမလို့ခေါ်တယ်တဲ့အဲ့ဒါလို့လုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါဘူးအဲ့ဒါလို့ပုဂ္ဂိုလ်မျိုးမိတ်ဆွေမျိုးမိတ်ဆွေတို့ဝစီပါရမမိတ်ဆွေလို့ခေါ်တယ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရရှိလို့မင်းကားလေးခဏငါစမ်း ဟာငါကမင်းလျှော့ပါမကောင်းလို့ကွာဒီနေ့ဝါရှော့ပို့ရတကယ်တော့ကောင်းတယ်ကောင်းကျင်လည်းကောင်းနေမှာပေါ့နော်ကားဘာဖြစ်နေလို့ခီးဝေးသွားလို့မရသေးဘူးဘုမုံငါကဝါရှော့ထိုးထားတယ်ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့ လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်ပါလေဒါမျိုးတဲ့အဲ့ဒီမိတ်ဆွေဟာတော့မိတ်ဆွေဓုပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးတဲ့နောက်တစ်ခုကတော့အနုပိယဘာနီအနုပိယဘာနီဆိုတာဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ် သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းတယ်လိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတို့ပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတုံးဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကို လိုက်ပြောတာဘယ်တော့ဖြစ်လဲဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲပြောရတော့ အဲ့ဒါလို့အကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်မယ်ဆိုရင်လည်းဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားကတော့လိုက်ပြီးတော့သူ့အကြိုက်လိုက်ပြောတတ်တဲ့မိษွေမျိုးကလည်းမိษွေကောင်းမဟုတ်ဘူးတဲ့။ဟောဒါတွေကိုလည်းလူတွေကပေါင်းသိကြတာပဲ။ဘာဖြစ်လို့လဲ ကိုယ်သဘောနဲ့အန်ကျဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချင်းမနဲ့ရှေ့မှာကြတော့ချင်းမလူတွေကရှေ့ကြတော့ချင်းမညာတယ်လေဟုတ်တာပေါ့ဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ့ချင်ရတယ်ဒီကောင်ဒီတိုင်းမဒီကောင်ဘယ်ဟုတ်မလဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လား အတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းကမကောင်းကြောင်းနေပြောတော့နောက်တစ်ယောက်ကထသွားအဲအလုပ်ဆရာရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုဟိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံနေတယ်သူလည်းတူတူပါပဲဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပိယပါဠိရှေ့တော့ကောင်းတယ်ကြွယ်ရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရား တတိထားမဲ့ပုံကူမျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ်၄ကဘာတော့ဆိုလို့ရှိရင် အပါယသဟာယစီးပွားပြက်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုံကူအပါယသဟာယပစ္စည်းဥစ္စာတွေပြက်ပျက်စီးဖို့အတွက်အပေါင်းအသင်းတဲ့ဘာတော့ဆိုလို့ရှိရင်အေးဘီယာဆိုင်သွားမယ်ဆိုဖော်ပဲလိုက်မယ်နော် တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်အေးလိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော်လမ်းလည်းကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာじゃစိတ်ဝင်စား ဖျားတော့ကြောင်းတဲ့ကြတော့မလိုက်ဘူး။ဘာဖြစ်သေးလို့ညာရှိသေးလို့နော်အလုတ်မအားသေးလို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူး။အလုတ်အားမှဆိုရင်တော့မရှိတော့နော်။အလုတ်ဆိုတာကိုအားမအားတာလေ။ကိုအားမအားတာ။အေးနောက်တစ်ခုကသူကဘာလုပ်တော့လဲ။ပွဲလန်းသဘင်သွားကြည့်အောင်။လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်။ခေါ်လို့ရှင်လိုက်တယ်။ နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးညှိထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာ အပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်မိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်းရမယ့်မိတ်ဆွေ မိတ်ဆွေလူတော်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ်တရန်သူလူတော်သတ်မှတ်တယ်။ဘာကြောင့်ရန်သူလူသတ်မှတ်တော်ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာဟုပရမတော်တည်တွဲတွဲနေတာဟုတ်တယ်ရောင်ရောင်ရှိသို့ဘောကိုယ့်ဘဝပျက်စီးဖို့ပဲဒါဗျာတောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားဖဲအပြောအပသွားဖို့သွားဖဲဆိုပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါရသဟာယလို့ခေါ်တယ် အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ်တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလို့သတ်မှတ်ဘူးအေးပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်းတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်ဘူး